နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမကွေးမြို့နယ်မှာစစ်အရာရှိကြီးတအုပ်ရဲ့ဆယ်ကျော်သက်အရွယ်သားဖြစ်သူကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့အတော့နိုင်ရီကန်ကျေးရွာနယ်ရွာတက်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးနှောက်ဦးတို့ဟာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာနှောင်းပိုင်းမှာစစ်မှုထမ်းအပတ်စဉ်ဆက်နေတဲ့အတော့မကွေးမြို့နယ်နက်ကန်ကျေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးဝင်းစော်နယ်ရွာတက်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးဟန်မောင်တို့နှောက်ဦးက လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့ပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်များကိုအမှတ်300တဲ့ချင်းပြတိုင်ရင်ကိုပို့ဆောင်ခဲ့တယ်လို့သိရပါဗါတယ်။၎င်းတို့ပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်များထဲမှာလူငယ်တအုပ်ဟာစစ်ကောင်စီရဲ့အရာရှိကြီးတအုပ်ရဲ့တားဖြတ်သူပါဝင်နေတယ်လို့သိရပါဗါတယ်။ဒါကြောင့်အရေးယူခံရမှာကိုစိုးရိမ်ကြောက်လန့်ပြီးတော့အုပ်ချုပ်ရေးမှူးနှကောင်စလုံးဟာ၎င်းတို့ရဲ့နေအိမ်တွေကနေပြီးတော့စုတ်ခွာထွက်ပြေးသွားကြတယ်လို့သိရပါဗါတယ်။နှက်ကန်ချေးရွာအုပ်ချုပ်ရေးမှူးဝင်းစော်နဲ့ရွာတိတ်ကလေးချေးရွာအုပ်ချုပ်ရေးမှူးဟန်မောင်တို့က စစ်ဗုဒ္ဓအတွက်ပေါ်တာသွားဆွဲတာလူသစ်ရှာတာတွေကိုလောက်တာကြာနေပြီးအဲ့ဒီမှာတို့တို့နှစ်ဦးကပေါ်တာဆွဲလာတဲ့ကလေးတစ်ယောက်ကစစ်ကောင်စီရဲ့အကြီးပိုင်းတစ်ယောက်ရဲ့တားဖြတ်နေတာကိုမသိဘဲနဲ့တို့တို့ကဆွဲချလာတာဖမ်းထားတဲ့လူငယ်တွေကိုအမတ်သုံးအပ်တဲ့အချင်းမြတိုင်ရင် ကိုပို့လိုက်တယ်တတ်သေးရောက်မှတို့တို့ဖမ်းလာတာကစစ်ကောင်စီရဲ့အကြီးပိုင်းတစ်ယောက်ရဲ့တားဖြတ်နေတာကိုသိရတာ အဲ့ဒီတော့မှအဲ့ဒီအုတ်ကြီးနှကောင်ကလည်းအစဖြောက်ပြီးတော့အိမ်ကနေထွက်ပြေးကြတာပဲလို့အဲ့ဒီဖြစ်စဉ်ကိုသေချာစွာသိရှိထားတဲ့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။မလားတူပဲမခွေးမြို့နယ်လွန်မြက်ကန်ကျေးရွာအုပ်စုမှာလွန်မြက်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်ပြူစောတိခေါင်းဆောင်လည်းဖြစ်တဲ့ဝင်းမြိုင်ကပြူစောတိများနဲ့လက်နက်တပ်ဆင်ဖွဲ့စည်းကလူငယ်များကိုစစ်မှုထမ်းသိုက်ရန်ပေါ်တာဆွဲဖမ်းဆီးမှုများကိုလှုံ့ဆော်နေတယ်လို့သိရပါဗျ။ ဝင်းမြိုင်ကလည်းလူဝင်ကအနည်းဆုံး30ကျော်နဲ့လက်နက်အင်ကအနည်းဆုံးတနက်10လောက်လောက်နဲ့သူ့ရဲ့ရွာထိပ်မှာဂိတ်တစ်ခုဖွင့်နေအုတ်ကြီးဝင်းမြိုင်ကိုယ်တိုင်ကစစ်ပြောက်ကြားဝတ်စုံဝတ်ပြီးတော့စက်ကြီးကောက်နေတာပေါ်တာဆွဲတာတွေကိုလည်းလုံနေတယ်လို့ဒေသသတင်းရင်းမြစ်ကသတင်းပေးဖို့တိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ